မင်္ဂလာပါကိုခိုင်း Chelsea fan page ကနေအပြောင်းအမြင်တော်များအားလုံးကိုကြိုဆိုပါရစေ။ Nottingham Forest ကိုအနိုင်ယူခဲ့တဲ့ပွဲကနေကျွန်တော်ဖြစ်မိတဲ့ခန်းစားချက်လေးကိုရင်ဖွင့်သုံးသပ်ဆွေးနွေးသွားရမှာဖြစ်ပါတယ်။ကျွန်တော်နောက်ပိုင်းဗီဒီယိုတွေမှာ ခြေစည်းနိုင်ပြီဖြစ်စေရှုံးသည်ဖြစ်စေတေကြသည်ဖြစ်စေမိတို့ရလက်ပင်ဖြစ်စေဒီ cocaine ခြေစည်း fan page တဲ့ cocaine ခြေစည်း tv youtube channel မှာအပုံမှန်ပြည်သက်တယောက်ရဲ့ခံစားချက်လေးတွေရင်ဖွင့်သုံးသပ်ဆွေးနွေးတော့ရမယ်ဒါဒီ preview လည်းမဟုတ်ဘူး review လည်းမဟုတ်ဘူးတာမန်ပြည်သက်တယောက်အနေနဲ့ရင်ဖွင့်တဲ့သဘောမျိုးပါခြေစည်းညီကိုတွေရှိတဲ့ page တွေ channel တွေမှာပဲကျွန်တော်ကပြည်သက်တယောက်အနေနဲ့ရင်ဖွင့်ခွင့်ရမှာ哦အဲ့တော့ကျွန်တော်ကိုရင်ဖွင့်ခွင့်ပေးပါဆိုတော့ပွင့်လင်းပြောရင်တော့ဗျာ ကျွန်တော်တို့ဟိုအနှဲငယ်တော့စိုးရင်စရာကောင်းခဲ့တဲ့အချင်းတွေပါအရင်နဲ့ကျွန်တော်မဟိုက်ပါဘူးခြေစင်းနဲ့ပတ်သက်ရင်ကိုကအတကြီးတဲ့အခါကျတော့အားမလို့အားမရဖြစ်တာတွေများတယ်ကျွန်တော် life လည်းတော်တော်များကြည့်မှာပါဒီလူစင်းထွက်လာတဲ့အချိန်မှာခြေစင်းရဲ့လူစင်းကအစင်တော်တော်မပြေဘူးဗျ လာဗီယာအိုင်းနဲ့မဲလိုကူတွဲထွက်လာလာဗီယာကတော့ထားလိုက်ပါနည်းနည်းလေး impress တော့ဖြစ်မိရယ်ပေါ့နော်သူလီဗာပူးနဲ့ပွဲမှာလည်းလူသားဝင်ပြီးတော့နည်းနည်းပပစောစောင်ကြီးကောင်းခဲ့တဲ့အခါဒီပွဲမှာတော့အစဉ်ပြေလောက်တယ်ထင်ခဲ့တယ်ပေါ့ဒါပေမဲ့မဲလိုကူစတိုပါတယ်နောက်မှလည်းအာချွန်းပေါင်းရဲ့ခြာလူပါရဲ့အရေးမယုံကြည်ရဲ့ဒီချိန်မှာတပတ် Northern Forest ထုတ်လာတဲ့နောက်တဲ့စုဖွဲ့မှုကွင်းလက်စုဖွဲ့မှုတွေကကြောက်စရာကြီးဗျအဲ့တော့ကြောင့်ဟာငါတို့တော့သွားပြီ ကြေးရလဲပျော့သွားတယ်တေးအပြည့်ကနေတဝက်လောက်ပြီးပြီးတော့တေးကြပြီပေါ့နော်အဲ့လိုပဲထင်ခဲ့မိတာသို့ပေမဲ့ကျွန်တော်တို့မထင်ထားတဲ့အခြေအနေမျိုးတွေကနေဂိုးတွေပြန်ပြီးတော့ရခဲ့တယ်ဒီဂိုးတွေကအပွင့်လင်းပြောရင်တော့အခုနောက်ပိုင်းအသိအသိငယ်မှန်သမျှရလက်ပိုင်းဥတီပီကစားတဲ့ဟန်တွေကနေရတဲ့ဂိုးမျိုးအဘယ်ဂိုးပဲဖြစ်ဖြစ်ဘရိုရဲ့အနိုင်သုံးမဲ့ရဖို့အရေးကြီးတယ်ဘာညာမှန်ပါတယ်ကျွန်တော်လည်းအရေးမကြီးဘူးလို့ပြောတာမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်ဂိုးဟို type လေးတွေပြောပြတာပေါ့နော် ဘလို့ဂိုးမျိုးစားဖြစ်တယ်ဘလို့အချင်းမျိုးကနေရသွားတယ်ကိုဘာညာပေါ့နောက်ပိုင်းလဲကျွန်တော်တို့အဲ့လိုဂိုးမျိုးတွေပဲရအောင်လုပ်ရတော့မှာဒါရှင်းရှင်းလေးအာဘိတက်ကြီးလောက်အောင် ပုံဖော်နေပြီးတော့ဂိုးမရဘာလို့မှာတော့ဂိုးမရရင်ရှင်းတယ်လေဂိုးမရရင်အနိုင်ဆိုတာဝေးသွားပြီ ဟုတ်ကဲ့ကျွန်တော်ညီကိုတွေကိုကျွန်တော်တလက်စာရင်းပြီးဆက်ပေးချင်တာလေးရှိပါတယ်ဒါတော့ဘောလုံးပွဲကစားချင်တယ်ဆိုရင်စီနီယာတောချက်စီမှာမောင်ငါ6အိုင်မက်ခွန်ရှိကို9သုံးလုံးမစ်တိုကိုမမ်ဘာတဲ့အပူစုကြီးယူနစ်ဖြစ်အပူစုကြီးတွေနဲ့တပတ်နှစ်ကြိမ်ယုံကြည်သွားကစားလို့ရပါတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ဘာနမက်3ညာကို8931380မှာဆက်သွယ်ဆုံးသမ်းမေးမြန်းလို့ရပါတယ်ခင်ဗျာတရေရလက်နဲ့အရှုံးရလက်တစ်ခုမဟုတ်တစ်ခုဖြစ်မယ်အကိုရမှသာလေအနိုင်လားတရေလားကျွန်တော်တွေကကြည့်ရမယ်အနိုင်ရမှကျွန်တော်တွေရရမှတ်တွေရမှာ အန်ဇိုမာရက်စ်ကာနီနဲ့ပါရီနေရီရှိတယ်ပဲပြောရမှာပေါ့နော်တကယ်တမ်းသူတပြန်ကိုတပြန်တိုက်ရင် Northern Forest ကိုကျွန်တော်တို့မလွယ်ဘူးဒါကို inch pasty ကလူကလည်းမနှက်ဘူးဗျမနှက်တာတော့မဟုတ်ပေါ့နော်ကျွန်တော်တို့ရဘေးကရှောက်ကြည့်နေတဲ့အခါကျတော့ဟိုစိတ်ပေါ့တာဟိုစိတ်ပေါ့ပြီးဟာချယ်စီကဒီလိုဘာညာမြင်တော့ तू ကနီးပြားတယောက်အနေနဲ့ကျတော့ဖိအားများတယ်လေ inch ကဟာချယ်စီနဲ့တွေ့ရမယ်ချယ်စီကအသင်းကြီးဆိုတော့စိတ်မျိုးသူ့မှာရှိလိမ့်မယ်အဲ့တို့ကြောင့်လုံးဝခံစစ်ကိုပဲ ဦးစားပေးပြီးကစားတာကျွန်တော်ဖြစ်စေချင်တာဗျာဟိုချယ်ဆီကိုတူတူတနေရှင်ကစားမယ်ဆိုရင်သူ့မှာကစားသမားကောင်းတွေရှိသေးတယ်မော်ဂန်ဂေးစွိုက်တို့ကော်လဟန်ဆန်အိုဒဝိုင်းတို့နောက်ကျွန်တော်ရှေ့ကခရစ်ဆူတို့နဲ့တယ်ဆော့လို့ရတယ်ဒါဆိုရင်ပထမအိမ်မှာသူတို့ကတော့ဂိုးအရင်ရကောင်းရသွားမှာဒါပေမဲ့လည်းသူကနည်းနည်းအကြောက်လွန်ပြီးတော့လုံးဝခံစစ်အစုဖွဲ့ကြီးထည့်လိုက်ခြင်းကကျွန်တော်တို့တွေအားတာချက်ရှိသွားတယ်။ Maraska ကလည်းနဲ့တယ်နော်ပထမပိုင်းမှာအဲ့လိုကြီးတသေးနဲ့တသေးရဗျာပြောမယ်ဆိုရင် ဂိုးသွင်းမယ်ဆိုတာထက်ဂိုးမပေးရဘူးဥတီကစားနေတဲ့ဟန်တစ်ခုကြောင့်ဒုတိယပိုင်းမှာဒီကောင်နေဒီလိုပဲကစားနိုင်တယ်ငါတို့အရင် changes လုပ်ရမယ်ဆိုပြီးပြောင်းပလိုက်တာအဲ့ဒါကိုကျွန်တော်ကြိုက်တာဒုတိယပိုင်းမှာစပြောင်းအဲ့လိုဖြစ်ရမယ်အဲ့လိုရဲရမယ်နီးပြတယောက်ကဟာမဟုတ်ဘူး65မိနစ်မှာပြောင်းမယ်လို့55မိနစ်မှာပြောင်းမယ်လို့ဆိုတာအဲ့ဒါခင်မရှိတော့ဘူးဒုတိယအိမ်မှာအကုန်ပြောင်းလဲလိုက်တဲ့ပုံစံအခင်းချင်းဟာအန်ဒူမော်ရက်စ်ကလူကျင်တဲ့ပုံစံတိုင်းတပုံစံနဲ့ဖြစ်ခဲ့တယ်။ဆိုတော့ရသွားတဲ့ ဂိုးတိုက်တွေကိုကြည့်မယ်ဆိုရင်ဒါပထမဂိုးကအမြင်ဘောပေါ့နော်ဒါကတော့ဘစ်ဒက်ကပဲရသွားတာအတင်းရဲ့ဟိုဟာပေါ့ဘစ်ဒက်ဆိုရတဲ့အတင်းရဲ့ open play ကနေပဲရတာ open play ကနေရတဲ့ဂိုးသို့တော့အမြင်ဘောเนาะကျွန်တော်နောက်ထပ်တကူကတော့ဒါကျွန်တော် free kick ကကန်သွားတဲ့အလုံးပေါ့နော်ဒါစီ free kick နောက်ဆုံးလုံးကကြတော့ corner တင်တယ်အဲ set piece ကပေါ့ set piece ကပြန်ကျလာတဲ့ second ball reach ချိန်ပြန်ပိတ်သွားတယ်ဒီဂိုးတွေက အခုနောက်ပိုင်းအသင်းတော်တော်များအသင်းတွေမို့အသင်းအကုန်လုံးဒီပါလှုပ်ရှားလာကြတဲ့ဂိုးတွေကြီးပဲ EPL အသင်းတွေကိုအဲ့လိုလှုပ်တတ်တယ်ကျွန်တော်တွေလည်းအဲ့လိုလှုပ်ရှားတတ်လာတယ်အန်ဒူမာရက်စ်ကနေနဲ့အဲ့တို့ကြောင့်ပါနေတယ်လို့ကျွန်တော်ကပြောတာပါဆိုတော့အနည်းချုပ်ပြောရမယ်ဆိုကျွန်တော်ကတော့ဘလူရလက်မျိုးနဲ့ပဲနိုင်နိုင်ဒီချိန်မှာပါမမပါဘူးဗျာအသင်းကအကောင်းဆုံးပုံစံမဟုတ်ဘူးကျွန်တော်အားရကျင်တတ်တယ်ကျွန်တော်ကြိုက်တယ်ဟိုစောက်ရင်ကြီးဗျာတော့မိုက်တယ်ရှယ်ပဲกว่าဆိုတဲ့စိတ်မျိုးသားမဖြစ်ပြင်မဲ့ကျွန်တော်ကျင်တတ်တယ် now benfica ကို နိုင်ပြီးတဲ့ချိန် ျွန်တော်တို့ရဲ့အဲ့လိုနိုင်ပွဲဆက်မှုကလည်းတကန်အားဖြင့်တကယ်ကြီးကိုဟိုတစ်ချိန်နှစ်ချိန်မကကျွန်တော်တို့အကျိုးပေးနေတယ်လို့တော့ဖြစ်နေတယ်။ဒါကဘန်ဖီကောနိုင်ပြီးတော့ဗျာလီဗာပူးကိုနိုင်တယ်နော်တင်ဖော့စ်ကိုထပ်နိုင်တယ်ပြီးရင် IS နဲ့တွေ့ရမှာ IS ကိုနိုင်ဖို့ဆိုတာလည်းအရင်မခတ်ဘူးကျွန်တော်ချယ်ဆီအနေနဲ့လမ်းကြောင်းမှန်လေးပေါ့တဖြည်းဖြည်းပြင်အောင်လာပြီလို့တော့ယုံကြည်ပါတယ်။အဲ့တော့ချယ်ဆီဖန်တယောက်အနေနဲ့ဆိုရင်တော့ဒီနေ့ကတော့ပြုံးလေးနေပဲနော်ဟိုချယ်ဆီပွဲကိုကြည့်ပြီးနေကုန်းချုပ်တာပေါ့လေ။ ကဲကျွန်တော်ညီကိုရဲ့ရင်ထဲကခံစားချက်လေးတွေဝီမြဆွေးနွေးပြီးသွားကြပါအောင်ခင်ဗျာအခုတော့အားလုံးနှုတ်ဆက်ပြပါသည်